ဒီဈေးမှာ runny နှစ်နှစ်ပေးတာဒီ brand match ရှုံမယ်လဲထားလိုက်မယ်ဆိုရင်နိုင်ပြပြီးတဲ့ landscape display ဆိုတာလည်းပါ phone tip လုံးနဲ့၃သိန်းလောက်ပဲသုံးမယ်ဆိုရဲလူတွေအနေနဲ့ကတော့ဒီ video ကြော်သွားလို့မရဘူး ip5 phone ပါတဲ့အတွက်ကြောင့်မရေဘက်ကလာဆင်ဆင် okay တယ် battery လည်းခံတဲ့ device တခြားရောက်ပါရရနိုင်မလားဝယ်စင်တာအဆုံးကြီးကြည့်အောင်ကျွန်တော်ဒီကိုရောက်နေရအိုင်ထဲ A90 ဆိုတဲ့ဖုန်း65ဒေါ်လာပဲရှိတာ black နဲ့ titanium ဆိုပြီး2ရောင်ရွေးလို့ရတယ် ram 364 38900ရှိမယ် ram 4 13ကို32900ပဲရှိမယ် ice storage နဲ့မှမလောက်ဘူးဆိုရင်ကျွန်တော်က micro sd card ဆိုတာထပ်ပြီးတော့ပါလာသေးတယ်ပြီးတော့ mic ဆိုတာ runny နှစ်နှစ်ပါလာဒီဈေးမှာ runny နှစ်နှစ်ပေးတာ RAM ရှိဦးမယ်ဖုန်းကန်ရတဲ့ feeling ပါညာကတော့ budget ထဲမှာမစိုးဘူးပေါ့နော်ကိုင်းလို့ကောင်းတယ်ကင်မရာဒီဇိုင်းကလည်းအဝိုင်းစားရော square သုံးနာတာကတမျိုးလေးကွဲထွက်တယ်လို့ပြောလို့ရတယ်ကျွန်တော်ထင်ရတော့အမဲအောင်ကလာဒီကောင်ကလက်ရထင်မှုခတ်တဲ့ကောင်မျိုးအဓိက main selling point ကတော့သူတို့ အကျန်းခံတယ်ဆိုရဲအချက်ပေါ့နော် IP54 ပါလာတယ်သူ sim tree မှာတက်ထားတဲ့စီးလေးကြီးလိုက်မယ်ဆိုသိတာတယ်တော်ရုံဖုံဝင်တာရေဆူတာဘာညာလောက်ကမမှုဘူးပေါ့နော်ပို့ပြီးတော့မှလုံချုံဂျင်တပဆိုရင်တော့ဘူးထဲမှာတခါတည်းပါလာတဲ့ anti drop case လေးတက်ထားလိုက်မယ်ဆို okay ပြီဒီ down jewel လေးနေကြတဲ့အချိန်မှာဖုန်းကမှန်ကွဲတာများတယ်အဲ့ကောင်ကအဲ့ဒီနေရာတွေတော့တည်တည်ရှိရှိလေး prepare လုပ်ပေးထားတာ JBL 6.6 inches ကိုမှာ 720p resolution နဲ့လာမယ် 90Hz LCD panel 2025မှာ720 ပီဖြစ်တဲ့အတွက်ကြောင့်နည်းနည်းလေးထူးဆန်းကောင်းထူးဆန်းမယ်ဒါပေမဲ့သူဈေးရဆိုလက်ခံလို့ရတယ်ဒီ display ပေါ်မှာပဲ CD ရေတွေဘလောက်ပီပီ display ရကောင်းကောင်းအလုပ်လုပ်တာလည်းသဘောကျတယ်ပေါ့နော်ပြဒီစင်းတဲ့ဖုန်းမှာ side mount တဲ့ fingerprint scanner လေးပါလာတာကအတိုင်းထက်လွန်မယ်။မိုက်တယ်။တခုပဲ remote တွေပါရဲ့သုံးမှုတဲ့ IR blaster လေးပါလာရင်တော့ပုံမိုက်မယ်။ဒါနဲ့ တောင်းဆိုရများသွားတာမသိဘူး။ Bachelor Android မှာလက်ရှိ standard ဖြစ်နေတဲ့ငါတို့ medium power အကောင်အမြင်တွေ့မယ်ဆိုရင်15ဝက်နဲ့တွေ့ရမှာ။ဟိုက7ရက်လုံအောင်လိုမျိုး battery အရန်ကြီးကျန်းတဲ့ထဲတော့မပါဘူးပေါ့နော်။ဒါပေမဲ့တေချာတာသူ့ရဲ့ SOC battery နောက်ဆုံး disk space အဲဒီကြောင့်မလို့ battery ခံတဲ့ device တို့ကျွန်တော်လုံအောင်တက်ပြောလို့ရတယ်။သူ့ OS ကတော့ Android 14ကို base ယူထားတော့မယ်။ Maybe update မှာ 15လေးပါလာမယ်ဆိုရင်တော့300ရာမိုက်တယ်ဗျာလက်ရှိကတော့ software က300ရာရိုးတယ်ရှင်းတယ် Google App တွေ Chat Assistant တွေအားလည်းအကုန်ပါတယ် budget level မှာလူကြိုက်များတဲ့ dynamic bar ဆိုတာလည်းပါလာအောင်ပါဖုန်းကိုအားသွင်းနေတဲ့ကျွန်တော်တို့လဲထားလိုက်မယ်ဆိုရင်နိုင်ပြပြီးရဲ့ landscape display ဆိုတာလည်းပါမယ် ID ဘက်ကတော့သူရဲ့ဖုန်းပေါ် confidence ကအပြည့်ပဲဒီ A90 တွေ36 man lag free လို့တောင်ပြောထားတာဆိုတော့ဘုံက6လအထိကို3နှစ်ထိကိုငါတို့ကမဟမ်းမဲနဲ့တုံးလို့ရမယ်ပေါ့နော်တခုရှိတာ entry level ဖုန်းတလုံး smooth ဖြစ်တယ် lag free ဖြစ်တယ်ဆိုတာကိုတော့သူတစ်မြင်တဲ့ iTel S25 blah 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 နဲ့တော့သွားရှင်လို့တော့မရအောင်ဒါပေမဲ့ဒီဈေးနဲ့ဖုန်းလုံးမှာဒါလောက် features တွေဒါလောက် specs တွေပါနေတယ်ဆိုတာကကျွန်တော်တို့တွေးကြည့်ုံနဲ့ပြောဖို့ကောင်းနေပြီကင်မရာမှာ main lens က13 megapixel ပါလာတယ် selfie ကတော့5 megapixel ပေါ့နော်ကျွန်တော် fast animation အရာ photo resolution တွေဘယ်လိုရှိနေရှိမလဲတစ်ချက်လောက်ကြည့်ကြတော့ က်စီမရှင်အရောက်မှာတော့ဒီ ITA A90 ကတော်တော်ကြီးစိတ်ဝင်စားဖို့ကောင်းတဲ့ဖုန်းပဲတေချာတာတော့ကိုရီးယား100ဒေါ်လာမပြည့်တဲ့ဖုန်းတစ်လုံးထုတ်မယ်ဆိုရင်ဒီလောက်ပေါင်ထည့်ဖို့မတိကြဘူးဗျာဒီလား ဝယ်သင့်တဲ့လူတွေကတော့ဖုန်းကိုဖုန်းလိုပဲ daily text သုံးမယ် secondary ဖုန်းနဲ့သုံးမယ်အဓိကကတော့ official storage မြများရတဲ့ဖုန်း UNIX SOC D7 100ဆိုတာလည်းကျွန်တော်တို့အရင်ထဲက Unigale D606 ဆိုတာရှိတယ်အကောင့်လေးကို rebrand ပြန်လုပ်ထားတာဆိုတော့အရင်ကြီးမစိမ့်သွားဘူးပေါ့နော် which means PUBG လိုမျိုး game တွေတော့ကျွန်တော်တို့ solo အရင်ကြီးအဆင်ပြေပါတော့မဟုတ်ဘူးမစော့နဲ့ပေါ့ဗျာဒါကျွန်တော်တို့ဘက်ကအကြံပေးတာဆိုတော့ budget ဖုန်းတလုံးမြန်မာနိုင်ငံနဲ့တော်တော်လေးကြိုက်တဲ့ဖုန်း official brand 2 years ပြည့်မဲ့ဖုန်းကတော့ကျွန်တော်မြန်မာနိုင်ငံကိုရောက်လာပြီ လိုချင်နေရှိတဲ့ဒီဈေးနဲ့ဆိုအခြေအနေကောင်းလားဝယ်တင်လားအောက်ကကွန်မန့်လေးမှာတစ်ချက်လောက်မှတ်ခဲ့ပေးပါကျွန်တော်ကဂျုံဖြစ်ပါတယ်အားလုံးဟုတ်ပါ